ခဏတာအပျော်နဲ့တဘဝစာ မလဲပါနဲ့လောကီလူသားတွေဟာကာမဂုဏ်အာရုံနောက်ကို လိုက်ကြတယ်ပါပသမီးရမတိမနောလူတွေရဲ့စိတ်ဟာသမဟုတ်တတဝါတွေရဲ့စိတ်ဟာ မကောင်းမှုမှမွေးလျော်တယ်မကောင်းမှုဆိုတဲ့နေရာမှာအဲ့ဒီကာမဂုဏ်အာရုံတွေနောက်ကိုလိုက်ရင်းဖြင့်မွေးလျော်တာဒီမကောင်းမှုမှမွေးလျော်ပြီးတော့ ကာမဂုဏ်၅ပါးဆိုတဲ့အဆင်အသံအနံ့အရာတာအထီအထွေဒီအာယုံတွေနောက်ကိုပဲလိုက်တာပျော်ရရင်ပြီးရောအဲ့အပျော်နောက်ကိုပဲလိုက်တာ သူ့အပျော်ဆိုတာကမြင်ကျင်တာမြင်ရရင် ပြောတယ်ကြားကျင်တာကြားရရင် ပြောတယ်ရှူကျင်တာရှူရရင်ပြောတယ်စားကျင်တာစားရရင်ပြောတယ်ထိကျင်ကင်ကျင်တွေ့ကျင်တာကိုထိတွေ့ကင်တွေ့ရရင်ပြောတယ် ဲ့တော့ဒီကာမဂုဏ်အာယုံနောက်ကို လိုက်ပြီးတော့အပျော်ဆိုလို့ဆိုပြီးတော့လောကကသတ်မှတ်လိုက်တာအဲ့အပျော်ရင်နောက်ကို လိုက်ပြီးတော့တရားလွတ်တတိလွတ်ပညာလွတ်စင်ကြင်ဉာဏ်တွေစိတ်သုံးနေတယ်အဲ့ဒီခါမှာအပျော်နဲ့သာအချင်းကုန်ပြီးတော့ဘဝအတွက်အုတ်တချက်တဲတပွင့်ဖြစ်မဲ့အရာတွေကိုလည်လူရှုထားမိတတ်တယ်အပျော်ကိုမလွန်အားကြည့်တဲ့အခါကျတော့အပျော်နောက်ပဲလိုက်ရင်းဖြင့် ီဘက်ကဘဝကဆုတ်ယုတ်လာတတ်တယ်ဘဝရက်ဒီမှုကိုဘဝရဲ့အခြေအနေကိုဘဝရဲ့အဆင်အတန်းဒီအရာတွေဆုတ်ယုတ်လာတတ်တယ်ဘဝအတွက်လုံတဲ့တဲ့အလုပ်တွေဘဝအတွက်အရေးကြီးဆုံးအလုပ်တွေကိုမလုပ်မိပဲအရေးမပါတဲ့အပျော်ဘက်မှာ အချိန်ပေးလိုက်တဲ့အတွက်တကယ်ဘဝကြီးမှာဟာကွက်တွေအများကြီးဖြစ်လာတတ်တယ်တကယ်နေ့စဉ်ဘဝထဲမှာပြက်ကွက်မှုတွေအများကြီးဖြစ်လာတဲ့အခါနေပေါင်း များလာတဲ့အခါဝန်တုပ်တွေစုလာပြီးတော့နောက်ဆုံးမှာနောင်တနဲ့အဆုံးသတ်တတ်တယ်။ဘဝပြတ်သွားတတ်တယ်။နောက်အဲ့ဒီအပျော်ဆိုတဲ့နေရာမှာလည်းတခါတလေကြာရင်သူကဒီအပျော်ကိုခဏတာလေးตาရမိလိုက်တာခဏတာตาရမိလိုက်တဲ့အဲ့ဒီအပျော်ကသူ့တဘွားလုံးစောက်ထိုးမိုးမြော်ဖြစ်သွားအောင်ဖြည့်ဆည်းတတ်တဲ့အပျော်မျိုးတွေရှိတတ်တယ် ိုယ့်ရဲ့ဂုံတိတ်ခါနဲ့ဆင်ကျင်ပြီးတော့မလုတ်တဲ့အလုပ်ဆိုမလုပ်ပါနဲ့ခဏတာအပျော်ကိုတဘဝဆန်နဲ့မလဲပါနဲ့ကိုယ့်ရဲ့မိသားစုဂုံတိတ်ခါမိသားစုပျော်ရွှင်မှုကိုဖျက်ဆီးပြီးတော့အပြင်မှာခဏတာအပျော်ကို မလိုက်စားလိုက်ပါနဲ့အဲ့ဒီခဏတာအပျော်ကိုတယောက်တည်းပျော်လိုက်တာဟာကိုယ့်ရဲ့ဒီဘက်ကမိသားစုကြီးတစုလုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်ပြီးတော့အာလုံးပြိုကွဲသွားကြပြီးတော့ပျက်စီးခြင်းနဲ့အဆုံးသတ်တတ်တယ်။ Now တရင်ကစိတ်ကိုလှုပ်ပေးလိုက်တဲ့အတွက်သာဝရဘဝတစ်ခုလုံးဂုံတိတ်ကမဲ့စွာရှင်သန်ရတတ်တယ်။အဆက်မဲ့စွာရှင်သန်ရတတ်တယ်။တိတ်ခါမဲ့စွာရှင်သန်ရတတ်တယ်။ဆင်းရဲစွာ ရှင်သန်ရတတ်တယ်။ သူတစ်ပါးအထင်မြင်သိမှုကိုခံပြီးတော့ရှင်သန်ရတတ်တယ်။ဒါကြောင့်မလို့ပြောတာဟာတင့်တင့်လျောက်ပတ်သောပျော်ရွှင်မှုတရားနဲ့ညီသောပျော်ရွှင်မှု ဖြစ်တဲ့တယ်။ပြောပြီးဆိုရင်မိသားစုတစုလုံးပြောရတဲ့အရာမျိုး ကုသိုလ်နဲ့ပြောရတဲ့အရာမျိုးအပြစ်ကင်းသောပျော်ရွှင်မှုမျိုးဖြစ်တင်ပါလေ။ကာမဂုဏ်အာရုံနောက်ကိုပဲထားလိုက်ပြီးတော့တခဏတာပျော်လိုက်မိတဲ့အပျော်ကြောင့် ဒီဘက်ကကြံခဲ့တဲ့ဘဝကြီးတစ်ခုလုံးပျက်စီးသွားအောင်တော့မလုပ်ကြပါနဲ့လို့မာကျင်တာပါတတိကပါစင်ကြညာ၃ပါတတိသံပစင်ကိုစီ၃ကြွေတင့်တယ်တဲ့ဘဝတွေပိုင်းဆိုင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ